ချက်ထိနာပါ grade 10 11 12ခလေးဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်သွားပြပါဒီချက်ကအခုဒီ grade 10 11 12ကိုတင်ကန်းစာတွေဝင်ကြည့်တဲ့အခါမှာမကြည့်တတ်တဲ့ကလေးတွေအတွက်ဒီချက်ရပြမှာဖြစ်ပါတယ်เนาะအဲ့တော့ဗီဒီယိုလေးတွေကိုဘယ်လိုကြည့်ရမလဲလို့မသိတဲ့ကလေးတွေအတွက်ပြမှာဖြစ်တယ် YouTube search မှာ Tina Mess လို့ရိုက်လိုက် နော်ဒီနာမက်လို့ရိုက်ပြီး search လုပ်လိုက်ရင်ဒီလိုလေးပေါ်လာပါမယ်ပေါ်လာပြီဆိုတချို့တို့ဒီထဲကိုဝင်လိုက်ပေါ့နော်ဗီဒီယိုထဲကိုဝင်လိုက် channel ထဲဝင်လိုက်ပြီဒါဆိုရင်ဒီမှာ channel ထဲရောက်သွားပြီဆိုရင်နော်ဒီချက်တို့ကဒီ channel လေးရောက်သွားပြီဆိုရင်ဒီမှာအပေါ်ကောင်းစင်လေးတွေမှာဒီမှာเนาะအပေါ်ကောင်းစင်လေးတွေမှာ home တို့ video တို့ short တို့เนาะပြီးရင် playlist တို့ရှိတယ်အဲ့ဒီထဲကမှာကလေးတို့ကဒီ video ကောင်းစင်ပေါ့เนาะ ကလေးတို့ကဒီဗီဒီယိုဆိုတဲ့ခေါင်းစဉ်အောက်ကိုဝင်ရင်အဲ့ဒါဗီဒီယိုတပုတ်ချင်းစီကြည့်တာဖြစ်တယ်ဒီချက်ဝင်ပြမယ်เนาะအဲ့ဒါနှိပ်လိုက်ပြီเนาะဒီဗီဒီယိုလေးကိုနှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုဒီအောက်မှာကျတော့ဒီချက်တင်ထားတဲ့ဗီဒီယိုလေးတွေကိုကလေးတို့တွေ့ရမှာဖြစ်တယ်เนาะဒီဗီဒီယိုလေးတွေဒီမှာအစင်လိုက်ဟိုးအောက်ထိကြည့်လို့ရတယ်အဲ့တော့ဒီမှာကြည့်ရင်တော့ကလေးတို့ဗီဒီယိုတပုတ်ချင်းစီဆိုရောနေမှာဖြစ်တယ်ဒီချက်က grade 10 11 12သုံးတန်းတင်ပေးနေတာဖြစ်တဲ့အတွက်ဗီဒီယိုကရောနေမှာလောလောလတ်လတ်တင်ထားတာကြည့်ကြရင်တော့ဒီမှာကြည့်လို့ရတယ် ကိုကတခန်းချင်းစီလေးလာမှာ great 10အကလျက်ဒီတန်11ကလျက်ဒီတန်ဆိုရင်ဘယ်တဲဝင်မလဲဆိုတော့ဒီချက်တို့ဒီ playlist ခေါင်းစဉ်တွေဝင်လိုက်เนาะကလေးတို့ကဒီ playlist ခေါင်းစဉ်တွေเนาะတွေ့မယ်เนาะဒီချက်တို့ဒီ playlist ခေါင်းစဉ်လေးတွေဝင်လိုက်တဲ့အခါမှာနှိပ်လိုက်ပြီเนาะဒီချက်ကဲ playlist ထဲရောက်သွားပြီရောက်သွားပြီဆိုဒီမှာ video တွေကဒီလိုတွေ့မှာဖြစ်တယ်เนาะ ဲ့တော့ကလေးတော့အဲ့လိုဗီဒီယိုတွေတွေ့မှာဆိုဟိုးအောက်ထိဒီလိုမျိုးရှာသွားနော်အောက်ထိရှာသွားလို့ရတယ်ဟိုးအောက်ထိရှိတယ်အဲ့ဒီမှာတချို့ကလေးကဒီလိုဆွဲကျင်ဟိုးအောက်ထိမရပဲနဲ့ဒီအောက်နားလေးမှာနော်ဒီအောက်နားလေးမှာအကုန်မပေါ်ပဲနဲ့ ကုန်မပေါ်ဘဲနဲ့ဒီလိုနေရာမှာစီမောလို့ပေါ်နေမယ်เนาะဒီအောက်လေးဒီမှာပေါ့ဒီအောက်လေးမှာเนาะအဲ့ဒီအောက်လေးမှာစီမောလို့ပေါ်နေတယ်ဆိုရင်အဲ့ဒီစီမောဆိုတာလေးကိုဆက်နှိပ်လိုက်ရင်အခုတီချေပြသလိုအောက်ဆုံးအထိကြည့်လို့ရမှာ ဖြစ်တယ်เนาะဒါ chapter တွေတစ်ခုစီဒါဆိုရင်အခုတီချေတို့ထိတ်ဆုံးဆိုရင်ဒါ grade 12ရဲ့ chapter 10ထိတ်ဆုံးမှာเนาะထိတ်ဆုံးမှာပါလေ grade 12 chapter 10လေးတွေ့မယ်နော်ဒီမှာဒါ grade 10 chapter 12 ပြီးရင်ဒုတိယက grade 12 chapter 9လေးတွေ့မယ်နော်ပြီးလို့ရှိရင် grade 10ရဲ့ chapter 10လေးတွေ့မယ်အဲ့တော့ကို့မှာဘယ်လိုပေါ်လဲဆိုတော့အဲ့ဒါဖတ်လို့ရတယ်ကလေးတို့เนาะကိုကြည့်ချင်တဲ့ဟာပြီးရင်ဒီမှာဆက်ကြည့်တဲ့အခါမှာဒီမှာဆိုတာ grade 10 chapter 9လေး cycle အပိုင်းဖြစ်တယ်เนาะကဲအဲ့ဒါဆိုဆက်ဆွဲမယ်ဆိုအောက်မှာဆိုဒီမှာ grade 11 chapter ဒါလေး grade 11 chapter 9လေးတွေ့မယ်ပြီးရင် grade 10ရဲ့ chapter 7လေးတွေ့မယ်เนาะ ဒါလျာ grade 10 chapter 7လေးအဲ့ဒါတွေ့ပြီးအောက်မှာက grade 12ရဲ့ chapter 5လေးတွေ့မယ်နော် grade 12 chapter 5လေးဒီမှာတွေ့လိမ့်မယ်အဲ့ဒါပြီးရင်အောက်မှာဆက်ကြည့်မယ်ဒီလိုနော်ဆက်ကြည့်တဲ့အခါမှာဆက်ဆွဲသွားမယ်ဆက်ဆွဲသွားရင်အဲ့ဒီမှာဘာတွေ့မလဲဆိုတော့ grade 10ရဲ့ chapter 6လေးတွေ့လိမ့်မယ်နော်ဒါ grade 10 chapter 6ပြီးရင် grade 12ရဲ့ chapter 4ပြီးရင် grade 12ရဲ့ chapter 3 grade 12ရဲ့ chapter 2နော်ပြီးရင် grade 12ရဲ့ chapter 1နော်ဒီမှာ grade 10 chapter 1လေးတွေ့မယ်တခါပြီးရင်အောက်ကိုဆက်ဆွဲမယ်နော်ဆက်ဆွဲကြည့်သွားလို့ရှင်အဲ့ဒီမှာဘာတွေ့မလဲဆိုရင်ဒီမှာ grade 11ရဲ့ chapter 10ပြီးရင် grade 11 chapter 11 grade 11 chapter 9 grade 10ရဲ့ chapter 8နော် ပြီးရင်ဆက်ဆွဲဆက်ဆွဲသွားရင်အဲ့ဒီမှာဘာဆက်တွေ့မလဲ grade 11ရဲ့ chapter 7 circle အပိုင်းပြီးရင် grade 10ရဲ့ chapter 5ပြီးရင် grade 11 chapter 6ပြီးရင် grade 11 chapter 5ဒီခရမ်းရောင်လေးอ่ะเนาะ grade 11 chapter 5ပြီးရင်ဒါလေးอ่ะ grade 11 chapter 4လေးတွေ့မယ် ပြီးရင်ဒီချေအောက်ကိုဆက်ဆွဲပါမယ်နော်ဆက်ဆွဲသွားရင်အဲ့ဒီမှာဘာတွေ့မလဲဘာတွေ့မလဲဆိုတော့ဒီမှာ grade 11 chapter 3ပြီးရင် grade 11 chapter 2ပြီးရင် grade 10ရဲ့ chapter 1ဒါလေး grade 10 chapter 1ပြီးရင်အောက်မှာ grade 10 grade 11 chapter 1နော်ပြီးရင်အောက်ဆက်ဆွဲမယ် ဆိုရင်စနစ်ဟောင်းလည်းနည်းနည်းတင်ပေးထားတာဖြစ်တဲ့အတွက်စနစ်ဟောင်းစနစ်ဟောင်း grade 11လဲပါမှာဖြစ်တယ်เนาะအဲ့ဒါဆိုရင်အဲ့မှာဒါ grade 11 chapter 3လေးရောနေမှာပေါ့เนาะဒါလေးကဒီမှာ grade 11စနစ်ဟောင်းအဲ့ဒါပြီးရင်ဒီအောက်မှာ grade 10ရဲ့ chapter 3လေးเนาะပြီးရင်ဒါက grade 11ကဒါစနစ်ဟောင်း O လို့ရေးပေးထားတယ်เนาะစနစ်ဟောင်းပြီးရင်အောက်ကိုဆက်ဆွဲမယ် အောက်ကိုဆက်ဆွဲရင် grade 10ရဲ့ chapter ဒီအောက်မှာဒါ grade 10 chapter 4เนาะဒါ grade 10 chapter 4အဲ့တော့2ကအောက်မှာရောက်နေလိမ့်မယ်เนาะရောနေလိမ့်မယ်ဒါလေးက grade 10 chapter 2လေးဒီမှာဒါလေးဒါလေးเนาะဒါလေးက grade 10 chapter 2လေးအဲ့တော့ဒီချက်ပြောချင်တာကရှာတဲ့အခါမှာကိုကမတွင်းအောက်ထိဆင်းရှာပြီးပါ အတန်းတွေကဒီချက်က grade 11စနစ်ဟောင်းရယ် grade စနစ်တစ်ကကြ3ဒန်းလုံးတင်ပြီးနေရဖြစ်တယ်ပေါ့နော်တင်ပြီးထားတာဖြစ်တယ်10နဲ့11က chapter အားလုံးတင်ပြီးသွားပြီဖြစ်တယ်12ကဆက်တင်ပြီးနေတယ်12လည်းအားလုံးတင်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့လိုလေးရှာကြည့်မယ်နော် ကိုမတွေ့တဲ့ဟာအဲ့လိုအောက်ဆုံးထိကြည့်ပေးပါ ပြီးရင်ကလေးတို့ကဒီမှာကြည့်တဲ့အခါမှာ grade 10 chapter 2လေးကိုကြည့်ချင်တယ်ဆိုရင်အဲ့ဒီ grade 10 chapter 2လေးကိုနှိပ်လိုက်နော်နှိမ့်လိုက်ဒီလိုပေါ်လာပြီအဲ့လိုပေါ်လာပြီဆိုရင်တချို့ကဒီမှာ ဆက်ကြည့်သွားလို့ရတယ်ပေါ့။နောက်ဆက်ကြည့်သွားလို့ရတယ်ဆိုဒီမှာဆက်ဆွဲလိုက်ဆွဲလိုက်ရင်ဒီမှာဗီဒီယိုတွေက part 1 2 3 4နဲ့အဆုံးထိရှိတယ်။ဒီကအားလုံးဒီဒါ chapter 2အတွက်အားလုံးပဲအဲ့လိုမျိုးကြည့်ရမှာနော်။3ကြည့်ချင်း3အားလုံးဒီလိုအဲ့ဒီ chapter 3 playlist ထဲကနှိပ်လိုက်တာနဲ့ကလေးတို့အဲ့လိုအားလုံးဗီဒီယိုတွေတစ်ခန်းလုံးစာတွေ့မှာဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုရင်အဲ့လိုကြည့်တဲ့အခါမှာကလေးတို့ကိုဒီမှာဒီအပေါ်လေးတွေမှာပေါ့နော်။ဥပမာ part 1ဆိုဒီမှာတွေ့တယ်မလား။ မှာ part 1လေးတွေ့တယ်ဒါဆိုအဲ့ဒီအပေါ်မှာဒီဒီချက်ဒီကာဘာမှာရေးပြီးသားเนาะဒီအပေါ်ပါလေဒီအပေါ်ကာဘာလေးမှာဒီချက်ရေးပြီးသားဒီမှာလေးတွေမြင်လားနော်အဲ့ဒီမှာ exponent rule နော်အဲ့ဒီမှာ notes လို့ရေးပေးထားတယ်ဒါဆို theorem အပိုင်းရှင်းထားတာ notes အပိုင်းရှင်းထားတာဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါလေးပြီးပြီးဆိုရင်ကဲနောက်တစ်ခုကြည့်မယ်ဆိုရင်ကလေးတို့ဒီမှာတစ်ချက်ရေးပေးထားတယ်ဒါ part 2မှာနော်အဲ့ဒါဆိုရင်ဗာလဲ exercise 2.1ရဲ့ number 1ပြီးရင်2ရဲ့ a နော် ပြီးနောက်တစ်ခုဆိုရင်ဒီမှာရေးပေးထားတယ်ဒါ2.1ရဲ့ number 2အဲ့လိုပေးထားတယ်အဲ့ဒါဆိုတော့ကိုကြည့်ချင်တာလေးတွေကိုကလေးတို့ကအဲ့ဒါလေးတွေကိုမလုပ်သွားဒီလိုစွဲပြီးကြည့်ပြီးအပေါ်ကဘာလေးတွေဖတ်လိုက်ဖတ်လိုက်ပြီးမတွေ့ရင်ဘယ်ထိသွားရမလဲဟိုးနောက်ဆုံးအထိသွား exercise တွေကို ကြံနေတာလေးတွေတချက်ဒီနောက်ဆုံးလေးတွေမှာတင်ပေးထားတာဖြစ်တယ်နောက်တွေမှာထပ်ထည့်ပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ကိုမတွေ့တဲ့ပုံစံလေးတွေဆိုအနောက်ပတ်တွေအထိစက်ကြည့်ပေးဖို့လိုပါတယ်เนาะကဲဟုတ်ပြီဒါကတော့တချက် grade တဲ့ညက် chapter 2လေးကိုဖွင့်ပြလိုက်တာပေါ့နော်တကယ်လို့ကလေးတို့က grade 12เนาะဒီမှာ chapter 1လေးကိုတချက်နှိပ်လိုက်ပြီဒါ grade 12 chapter 1လေးဒါဆိုရင်ဒီမှာလက်ပတ်1 2 3 4အကုန်ရှိတယ်ဒီမှာเนาะအဲ့ဒါဆိုရင် तू ကကြတော့ရှေ့ဘိုင်းဒီမှာကတချက်ဒီအရင်နဲ့ဟာတွေကအဲ့ဒါ notes အပိုင်းနဲ့ theorem example တွေအရင်သင်ထားတာအဲ့တော့အဲ့ဒါလေးတွေကြည့် exercise တွေကြည့်ချင်ရင်ဘယ်လိုသွားမလဲအောက်ကိုဆွဲဒီမှာအစိမ်းဖြောနေတွေ့လားအဲ့ဒီနောက်ကဟာတာအဲ့ဒါ exercise တွေအားလုံးဖြစ်တယ်เนาะအဲ့တော့သူလည်းအတူတူပဲတချို့တို့ဒီကာဘာလေးတွေမှာတချို့ဘာလုပ်ပြီးသားလဲပြပြီးသားဖြစ်တယ်ဆိုတော့ဒီမှာကာဘာမှာဒီလိုဖတ်လိုက်ဒီမှာနော်ဒါဆို exercise 1.5ရဲ့ number 2 CDEF အဲ့လိုရေးပေးပြီးသားเนาะပြီးရင် ကဲဒီမှာဆိုရင်လည်းဒီချက်ရေးပေးထားတယ်ဒါ calculate နှိပ်မရတော့ပုံစံ exercise 1.5ရဲ့ number 3a အလိုလေးတွေရေးပေးပြီးသားဒါဆိုရင်ကိုကြည့်ချင်တာလေးတွေကလေးတို့ဖတ်လိုက်လို့မရဘူးလားရသွားမယ်เนาะအဲ့လိုမျိုးလေးတွေကာပါလေးတွေကိုဖတ်ပါ chapter တစ်ခုစီ10တမားပဲဖြစ်ဖြစ်11တမားပဲဖြစ်ဖြစ်12တမားပဲဖြစ်ဖြစ်ပေါ့เนาะအဲ့အခုဒီမှာဆိုရင်လည်းဒါဒီချက်အပေါ်တွေကြတော့ဒါ notes တွေနဲ့ example တွေသင်တာတာဖြစ်တယ်ဆိုတော့ဒီမှာဒီဟာလေးဆိုရင် part 8မှာဆိုရင် trigonometric form ရဲ့ example နဲ့ notes နဲ့ example တို့ရှင်းထားတယ်လို့ရေးပေးပြီးသားဒီမှာလဲ notes and example အဲ့လိုရေးပေးထားတယ်ပြီးရင် inverse inverse ရဲ့ notes နဲ့ example 7အဲ့လိုလေးတွဲရေးထားတာဖြစ်ပါတယ်ဒါဆိုရင်ကလေးတို့ကအဲ့ဒီမှာအဲ့လိုလေးတွေရှာကြည့်တတ်မယ်နော်တချို့ကလေးတွေကမကြည့်တတ်တော့ဟိုဗီဒီယိုထဲမှာကြည့်တာခါကျတော့အကုန်ရောနေမှာလေ1ဆိုရင်လဲဗီဒီယိုတွေက ဂရိတ်တီကလည်းအကုန်ရောနေမှာဖြစ်တယ်။ဒါဆိုရင်ကကိုကြည့်တဲ့ chapter တစ်ခုလုံးဒီထဲမှာရှိတယ်။ကိုနိုင်တဲ့လောက်တရက်နည်းနည်းစီပါလောက်သွားရင်ရမှာလေ။ကြည်သွားရင်ရမှာဖြစ်တယ်เนาะ။ဒါဆိုရင်အခုဒီချက်ကဒါ home ပေါ့เนาะ home နဲ့ရောက်သွားတာ။အဲ့တော့ playlist ထဲမှာဝင်ကြည့်ပါเนาะ playlist ထဲမှာအဲ့လိုအကုန်ရှိပါတယ်။ကိုကြည့်ချင်တဲ့ chapter all chapter ကြောင်းသင်ရိုးကိုကိုအိမ်ကနေကိုအဆင်ပြေပြေလေးနဲ့အခမဲ့ နော်ဝင်လေ့လာလို့ရနိုင်မှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ